ေသူစစ်မှုထမ်းဥပဒေကိုစတင်ဒီအန်အာဒီဖို့ပြခန်းလိုက်တဲ့အချိန်မှာဒီပြည်ပြမီဒီယာတွေအကြမ်းဖက်အဖွဲ့တွေအနေနဲ့အားလုံးလူငယ်တိုင်းပဲခုလောလောဆယ်ပဲခုချက်ချင်းပဲတတ်သေးဝင်ရမလို့ချက်ချင်းပဲဒါစစ်စင်ကြီးတာဝန်ထမ်းဆောင်ရမလို့ဒါတွေနဲ့ခြောက်လန့်နေတာရှိပါတယ်ဒါနဲ့ပတ်သက်ပြီးပြည်သူစစ်မှုထမ်းစင်ကိုရေးဘူအဖွဲ့သက်ဆိုင်ရာအဖွဲ့တွေအနေနဲ့ တရင်ထောက်ပြန်ရေးအဖွဲ့တွေဖွဲ့စည်းတယ်။ပြောင်းကြပေးဖို့အတွက်ခုံနှက်ပတ်တွေပေးပြီးပြည်သူလူထုနဲ့ထိုက်ရိုက်ခိတွေ့ဖြည့်ရှင်းတဲ့အခါမှာဒါတွေဒီမဟုတ်ဘူးအလဲကျဘယ်လိုဆောင်ရွက်ရမလဲနိုင်ငံတော်ကာကွယ်ရေးတာဝန်ကိုဘာကြောင့်တာဝန်ယူခိုင်းတာဖြစ်တယ်နိုင်ငံတော်ကာကွယ်ရေးတာဝန်ကိုဘာကြောင့်ဆောင်ရွက်ခိုင်းတာဖြစ်တယ်ဆိုတော့အဖြေမျိုးပြည်သူလူထုစီကိုရောက်သွားတဲ့အခါမှာခုချိန်မှာတမျိုးပြောင်းပြီးတော့ကြပြည်သူလူထုကို စိုးရိမ်ထိတ်လန့်မှုဖြစ်အောင်လုပ်နေရတယ်တွေ့ရပါတယ်။နေရာတွေကတော့အာလူငယ်တွေဘယ်နေရာမှာပျောက်သွားတယ်တို့ဘယ်နေရာမှာဖမ်းဆီးခံရတယ်တို့အဖေနေရာမှာအတင်းအဓမ္မစစ်သားစုဆောင်နေပြီတို့ဘယ်နေရာမှာပေါ်တာဆွဲနေပြီဆိုတဲ့ကောလာဟာလထုတ်လွန်ချက်များဇက်တိုက်ဖြစ်ပေါ်လာတာကိုတွေ့ရပါတယ်။အခြေအနေမရှိတဲ့ဟာတွေပဲဖြစ်ပါတယ်။ကျွန်တော်အနေနဲ့ရှင်းရှင်းလင်းပြောကြားချင်တာကဘယ်နေရာမှာနာမည်ဘသူဘယ်အဖွဲ့အစည်းက လောက်ခဲ့တယ်ဘယ်နေရာမှာနာမည်ဘသူနဲ့လူငယ်တွေပျောက်ဆုံးနေတယ်ဘယ်နေရာမှာနာမည်ဘသူတွေနဲ့လူငယ်အဖွဲ့တွေကိုပေါ်တာဆွဲသွားတယ်ဆိုတာသိရတယ်တရင်တိကြတယ်ဆိုရင်ကျွန်တော်ပေးထားတဲ့ဖုန်းနံပါတ်များရှိပါတယ်အချိန်ရွေးဆက်တွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်နိုင်ငံတော်အစိုးရအနေနဲ့ကလည်းပြည်သူလူထုရဲ့လူမှုစီးပွားဘဝလုံခြုံစေရေးမြန်မာနိုင်ငံရဲ့ ိုင်ငံရေးစီးပွားရေးကာကွယ်ရေးအင်အားများတောင့်တင်းစီရေးအတွက်ဆောင်ရွက်နေတာပဲဖြစ်ပါတယ်ဒီလိုဆောင်ရွက်တဲ့အချိန်ခါမှာဒီချင်းချောက်မှုတွေဒီစိုးရင်ထိတ်လန့်အောင်ဆောင်ရွက်မှုတွေကောလာဟလထုတ်လွှင့်မှုတွေကတော့ဒီ PDF မီဒီယာတွေ NUG CRPH အမိခံအကြမ်းဖက်အဖွဲ့တွေနဲ့ဆက်လက်ဆောင်ရွက်နေဦးမှာဖြစ်ပါတယ်။ဒါကြောင့်လေဆိုတော့ကြကျွန်တော်ရခင်ကပြောသွားသလို သူတို့အကြောက်ဆုံးကမြမာတွေစူးစီးသွားမှတိတ်ကြောက်တယ်။အဖြစ်မှန်ကိုပြည်သူတွေသိသွားမှတိတ်ကြောက်တယ်။ဒါကြောင့်မလို့ကောလာဟာလလိုင်းလုံးတစ်လုံးပြီးတစ်လုံးနဲ့ဆောင်ရွက်နေမှာဖြစ်ပါတယ်။ကောလာဟာလည်းနဲ့ပတ်သက်ပြီးပြည်သူလူထုအနေနဲ့နေများဆုံးသားနိုင်ပါတယ်။အချိန်မရွေးတိုင်ကြားနိုင်ပါတယ်။ကျွန်တော်ထပ်အမှားခဏကအချိန်မရွေးတိုင်ကြားနိုင်တယ်ပြောနိုင်တယ်လို့ကျွန်တော်အနေနဲ့ပြောကြားလိုပါတယ်ကျွန်တော်တို့မိဘပြည်သူများအနေနဲ့ ဒီသတင်းခေတ်မှာကောလာဟလလိုင်းလုံးတွေလောက်ကြံဖန်တီးစိုးရိမ်ထိတ်လန့်အောင် ဆောင်ရွက်နေတဲ့မီဒီယာများရဲ့ဆောင်ရွက်ချက်များ NGC CRPH အမိခံတချို့သော EU များရဲ့၆လန့်မှုများအပေါ်မှာအားလုံးဒီမိမိရဲ့အသိညာမိမိရဲ့အတင်းအပေါ်မှာချင့်ကြိမ်နိုင်တဲ့ဉာဏ်နေနဲ့ဆောင်ရွက်ပြီးတော့ ားလုံးစီလုံးညီညွတ်ကြပါစို့လို့ပြောကြလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်